AI eSport အနေနဲ့ကစ်စရဲ့ကောင်းလာပါတယ်ဆိုတော့ chip draft ကို ပေးပြီးတော့နှစ်ပွဲလုံးဒက်ရှင်ပေးလိုက်ပြီဒီပွဲမတိုင်ခင်ကျွန်တော်အနေနဲ့အဲ့ဒီ chip တွေ Moscow တွေကိုဘယ်လိုကောင်တာလို့ရလဲဘယ်လို control လို့ရလဲစသဖြင့် video လေးလုပ်ပေးထားတာရှိတယ်ဖြစ်နိုင်ရဲ့ဒီ video အဆုံးထိကြည့်ပြီးသွားရဲ့အဲ့ video သွားကြည့်ကြည့် chip counter play တွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြပြထားတယ်ဆရာကအခု video လေးကိုဆက်မယ်အရင်ဆုံး AI အနေနဲ့ဒီ chip ကိုတည်ပေးပြီးတော့ သူတို့ပြန်ယူလိုက်တဲ့ hero တွေကကီမီ၊ဂတော့၊ဟဲရစ်၊လူကတ်စ်ကလမအနေနဲ့လည်း AI က PS Lion နဲ့ထွက်လာတာဖြစ်တဲ့အတွက် Objective Jungler ရင်းနဲ့ပဲစော့မယ်ဆိုတာကောင်းကောင်းသိတယ်။အဲ့ဒီတော့ Meta ရဲ့ S Tier Suyu Federin တဲ့ဘန်းနဲ့ Valentina လွတ်နေလို့ Lucas ဖွင့်တာဘလို့ပဲဖြစ်ဖြစ် AI ဘက်က Hero Composition ကိုကြည့်မယ်ဆိုရင် Hickey အနေနဲ့ Team Fight အတွက်ကိုပဲဥတည်ပြီးယူသွားတာတွေ့ရမယ်။ Chandra က in game play ကိုနည်းနည်းမြင်းများလေးပြောပြမယ်။အရင်ဆုံး PS ရဲ့ Lucas Play Style Level 4ရပြီဆိုတာနဲ့တာတယ်မှာတွေ့ရင်တွေ့ရဲကောင် အကုန်လိုက်ဒီတာ Hater လို့အထုံကောင်တွေကိုလည်း give မဆိုင်ဘူးထိုးတာပဲဒါက AI ရဲ့ Lucas နဲ့ Falcon ရဲ့ Lucas အဓိကကွာခြားချက်ပဲ Dash ကကြတော့ရှေ့ပွဲတွေမှာ Lucas ကို Assassin လို့ဆော့ပြီးတော့ထွက်ပြေးနေတာအဲ့ဒါကြောင့်လဲ Falcon ရဲ့ Lucas Pick ကရှေ့ WG ပွဲတွေမှာအလုံးမဖြစ်ခဲ့တာ Lucas Play Style အမှန်က PS လိုမျိုးဆော့ရတယ်ဒီမှာဆိုလဲ Ultimate Form ကြံသေးတော့ တွေ့ရင်တွေ့တဲ့ကောင်အသေးလိုက်ချတာအာတီရှိလို့ရှင်ဘယ်ကောင်မှဂယူဆိုင်ဆရာမလို့ဘူးတင်းမိတ်နေတာချလူကတ်စ်ကတော်တော်ကြမ်းနေနောက်ထပ်ကျွန်တော်ရှေ့ဗီဒီယိုမှာလည်းပြောတယ်ချစ်ပြဲအားနေချက်ကတင်းဖိုက်တွေဒဲဆိုင်ရင်အင်ပတ်နေတယ်အဲ့အတွက် AI ကတင်းဖိုက်ဟီးရိုးတွေဒဲပစ်ပြီးငါးကောင်လုံးစစ်ပြီးအသေးလိုက်ချတာဒီပွဲမှာတခြားမြန်မာပွဲတွေမှာတိတ်မသွေးရတဲ့ချစ်ပြဲပေါ်တဲ့ထဲကိုလိုက်ဝင်ပြီးချတဲ့ပလေးဆိုင်ကိုခဏခဏမြင်ရတယ်ချစ်ပြဲနောက်အားနေချက်က သူခေါ်လိုက်တဲ့ပေါ်တယ်ထဲကိုသူ့တင်မိတ်တွေတင်မဟုတ်ဘူးအန်တမီကပါဝင်လို့ရတယ်ဆိုတာတော်တော်များများသိကြမှာပါဒီချက်ကိုကင်ပြီးတော့ချစ်ပေါ်တယ်ခံကင်တွေကိုတောက်လျှောက်ကောင်တာပြသွားသလိုကိစ္စရဲ့ချစ်အနေနဲ့လည်းပေါ်တယ်ဖွင့်ဖို့တော်မှတော်တော်လေးကိုခက်ခဲခဲ့တယ်ဒီချစ်ရဲ့အားနည်းချက်တွေကို ကောင်းကောင်းအသုံးချပြီးအာလီတူမစ်ဂိန်းတောက်လျှောက်ကိုဒိုမနိတ်လှုပ်ထားတယ်အဲ့ဒါအပြင်ဒီချစ်နဲ့စက်ချပလင်းကိုကြောင်းပြီးတော့ဆော့တဲ့မာခရိုပလေးအကွက်ကိုလည်း AI အနေနဲ့ ဘလို့ပြန်ဆောင်ရမလဲဆိုတာကောင်းကောင်းနားလဲတယ်မြင်းတောင်ပြောရမယ်ဆိုရင်လော့မထွက်ခင်စက္ကန့်20လောက်ထဲကဒီလောင်းလိန်ကိုတောက်လျှောက် push ထားတယ်လော့ထရက်တာနဲ့ဖယ်ကွန်ကလည်းသူတို့ရဲ့ထုံးစံအတိုင်းပဲစန့်ကျင်ဘက်လောင်းလိန် split push တဲ့အကွက်ဆရတယ်အဲ့ဒီအချိန်အသင်းတော်တော်များများကအပေါ်ပဲသွားရှင်းရမလို့လို့လော့မှာပဲနေရမလို့လို့ ਨੇ ဒရီဟာစိတ်တွေဖြစ်ပြီးဖယ်ကွန်ရဲ့အကွက်ထဲရောက်သွားကြတာများတယ်ဒါပေမဲ့ AI ကတော့လော့ထရက်တာနဲ့သွေးသွဲလျှော့တစ်ဖက်ကလာချရင်လည်း တိုးဆိုင်မယ်မလာရင်လည်းလော့ယူမယ်စသဖြင့် decision ကအရန်ပြတ်တယ်တေချာပြန်ကြည့်ရင် AI ဘက်ကခုနကသူတို့စန့်ချစ်ဘတ်လိန်ရှင်းထားတဲ့အရှိန်နဲ့ကလောက်လိန် push တာတော့မေကာမပေးလိုက်ရဘူးကြံတဲ့အပိုင်းက AI နေနဲ့သူတို့လော့နေဆိုလို့ရှိရင် အကုန်ပြန်ယူလို့ရတာဆိုတော့ AC ပဲ game number 1ကတော့ဒီလောက်ပါပဲ game 2ကိုမြန်မြန်လေးသွားမယ် game number 2မှာ AI နေနဲ့ခုနကအတိုင်းပဲချစ်ကိုထပ်ပေးတယ်ကင်မီယူပြီး တင်းဖိုက်တာတဲ့ဟီးရိုးတွေယူတယ်ဒီနေရာမှာကလမလှုပ်ချင်တာက PS ကို Assassin တွေပိတ်ချပြီး Federin ကင်ခိုင်းတယ်သူကအဲ့ဒီ Federin ကို Nova CC နဲ့ရှင်းချင်တာ Nova CC ဆိုတာလက်ခင်းရောက်သွားရင်တန့်ချံကလာကိုအသေးသီးပေးလို့ရတယ်ဒါပေမဲ့ပြဿနာကကင်မီနဲ့ရှင်မယ်ဆိုရင် Novaria က Early Impact အရန်နေသလိုကင်မီလိုကောင်မျိုးကတင်းဖိုက်လဲ Damage ထွက်တယ်မစ်ကိုလဲ Dominate ပြီးဆော့လို့ရတယ်ကင်မီနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ဗီဒီယိုတီးတန့်ဒ ုတ်လုတ်ပေးမယ်ဒီမှာတော့အများကြီးမပြောတော့ဘူး game number 2 falcon ရဲ့ draft ကတော်တော်လေးတိတာတယ်အဲ့ဒီ cc novaria chip ကတာတယ်မှာတုံးစားလို့ကိုမရတာတာတယ် impact ကလည်းမရှိဘူး harry နဲ့ core sign သာတော့မှ5.4ကိုမရတာတော်တော်ဆိုးဆိုးပဲနောက်ထပ် tower တွေယူတဲ့အခါမှာလည်းဒီပေါ်တဲ့အပေါက်တွေကိုတော်တော်လေးတတိထားတယ်။ကတော့ဆိုရင်မန်းအပြောင်နဲ့ထိုင်နေတယ်။ chip ထွက်လာရင် edge chip ကိုလိုက်သီးတယ်။စသဖြင့်တော်တော်လေးကို AI အနေနဲ့ ိမ်စာကောင်းကောင်းကြီးလှုပ်လာတယ်။ကျန်တဲ့အပိုင်းတွေကတော့ဂိမ်းဝမ်းကလှုပ်တဲ့ပုံစံအတိုင်းပဲကျွန်တော်အနေနဲ့ကတော့အများကြီးပြောစရာတော့မရှိဘူး။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျန်တဲ့ကျွန်တော်ဒီ chip တွေ Moscow တွေကိုရှင်းတဲ့ပုံစံကိုလည်းရှေ့ဗီဒီယိုမှာတင်ဖူးတယ်။ YouTube မှာစိတ်ဝင်စားရသလိုရှင်တော့တစ်ချက်သွားကြည့်ကြည့်အဆုံးထိကြည့်ရှုပေးတဲ့အတူကြောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ကတော့ခေစီပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတော့ပေါ့ bye bye နလေးနေအောင်ကျွန်တော်အနေနဲ့ website လေးတစ်ခုနဲ့မိတ်ဆက်ပေးမယ် mobile legends နဲ့ပတ်သက်တဲ့အကောင့်အကြောင်းတွေတွေကိုချင်းငယ် .org မှာပြုလုပ်လို့ရပါတယ်ချင်းငယ် .org မှာ mobile legends နဲ့ပတ်သက်တဲ့အကောင့်တွေအများကြီးရှိတယ်ကိုလိုချင်တဲ့အကောင့်ကိုကိုလိုချင်တဲ့ဈေးတန်းနဲ့ website ထဲမှာရှာလို့ရတယ်အကောင့်ရဲ့ information အကုန်ကိုလည်းဒီထဲမှာတခါတည်းပါပြီးသားပဲအကောင့်ရဲ့ information win rate စကင်ပါညာတွေကြည့်ရတာလည်းအရန်လွယ်ကူတယ်အဲ့ဒါအပြင် where you may ဆိုလို့ရှိရင်လည်း အပေါ်က Telegram, Facebook, Viber ကြိုက်တာကိုနှိပ်ပြီးတော့တွားပြီးတော့ဝယ်ယူလို့ရတယ်